မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပေချင်းမြို့နယ်မှာရှိတဲ့အမှတ်ဆက်3တပ်မတော်တမ်းမြေလေးကျင်ရေးတန်တန်းချောင်းကို short တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာနီးပြအရာရှိ3ဦးအပါအဝင်22ဦးသေဆုံးသွားပြီးတော့အဆောင်၄ခုမိလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်လ20ရက်နေ့မှာ Brave Warriors ပေါ်မြန်မာရဲ့ဥဆောင်မှုနဲ့တော်လိုင်းတပ်ဖွဲ့များကတပိတ်ချင်း9မိုင်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့အမတ်ဆက်3တပ်မတော်တမ်းမြင့်၄ကျင်ရေးတင်းတန်းကြောင်းတတကဆက်3ကို short တိုက်တုံ10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာ short တိုက်တုံ6လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအမတ်ဆက်3တပ်မတော်တမ်းမြင့်၄ကျင်ရေးတင်းတန်းကြောင်းထဲမှာရှိတဲ့အထက်တန်းနီးပြအရာရှိဆေးရ3ဦးနဲ့စစ်သား18ဦးတေဆုံးကတင်းတန်းအဆောင်၄ခုမိလောင်သွားပြီးတော့ တင်ကြားရေးပစ္စည်းအများအပြားလဲပျက်စီးသွားတယ်လို့သိရပါတယ်။ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့တော်လန်ရေးကိုပါဝင်ရင်းနဲ့တစ်ချိန်တည်းမှာပဲအကြမ်းဖက်စစ်ခွေးတိုက်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုဝိုင်းဝန်းဆန့်ကျင်ကြဖို့တိုက်တွန်းကြမှာတယ်လို့ Brave Warriors for Myanmar ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။အဲ့ဒီတတကဆက်သုံးဟာမန္တလေးတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာရှိတဲ့စစ်သည်များကတက်စိတ်တက်စုတက်ခွဲများကိုဥဆောင်ပြီးတော့တိုက်ပွဲဝင်နိုင်စေဖို့အတွက်တင် जा ပေးနေတဲ့အရေးပါတဲ့တိုက်ခိုက်ရေးတင်းနှံကြောင်းဖြစ်ပြီးတော့ တပိတ်ချင်းနဲ့မိုးကုတ်ကိုထိုးစစ်ဆင်းနေတယ်အကြမ်းဖက်စစ်ခွေးတိုက်ရဲ့တပ်အထိုင်စခန်းဖြစ်တဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ပါတယ်လို့ Brave Warriors for Myanmar ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Shadow အညာ No More Dictatorship NMD PDF နဲ့ Infinity အညာတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့မန္တလေးလက်နက်ကြီးတပ်ဖွဲ့နဲ့နယ်မြေကန်တော်လှန်ရေးတပ်ဖွဲ့များကလည်းပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းကလောကနေတာစီဘက်အစင်ရေရအောက်ဘက်ဂွေမှာစေကောင်စီတပ်ရဲ့ကားတိမ်းမောက်သွားတဲ့အတွက်၃ဦးကတိတ်ဆုံးပြီးအယောက်၂၀ခန့်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ၁၉ရက်နေ့နေ့လယ်ပိုင်းမှာကလောကနေတာစီဘက်ကိုသွားတဲ့စစ်ရင်နန်းထဲကစစ်ကားတစ်စီးဟာမတော်တဆဖြစ်ပြီးတော့ကားပေါ်မှာပါလာတဲ့စေကောင်စီတပ်ဖွဲ့ဝင်၃ဦးကတိတ်ဆုံးပြီးတော့အယောက်၂၀ခန့်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေနဲ့ခီးသွားတွေကအတည်ပြုပြောကြားထားပါတယ်။ ဘာကျင်မန်းတော့မသိဘူးဗျရေရအောင်နှစ်ခုမြောက်ကွေးမှာဘိန်းပေါက်တယ်လို့ဘုံပေါက်ကွဲတယ်လို့ကြားတာပဲရင်နှန်းကချက်ချင်းရက်ပြီးတော့လူတွေကားတွေမလာခိုင်းတော့တာနောက်မှ၃ရက်လောက်တည်တယ်လို့ကြားရတာဒဏ်ရာရတာကတော့ဒစီလုံးအယောက်၂၀လို့လဲကြားတယ်လို့ဒေသခံတဦးကပြောပြထားပါတယ်အခင်းဖြစ်နေတဲ့အချိန်မှာအတက်အစင်းကားတွေကိုပိတ်ထားတဲ့အတွက်ကားများဟာရပ်တန့်နေရပြီးစစ်ကားများကလောဘက်ကိုအမြန်မောင်းသွားပြီးမှလမ်းပြန်ဖွင့်ပေးခဲ့တယ်လို့သိရပါတယ်စစ်ကားမောက်တယ်လို့ဒေသခံများကပြောကြားနေကြောင်း မိဒီလာအစင်ကားမောင်းသမားတို့ကပြန်လဲပြပြထားပါတယ်။စင်းသွားတော့ရေရနာမှာကားမောက်ထားတာမတွေ့ရဘူး။နောက်ကြမှာဘုံပေါက်တယ်လို့မိုင်းထိတယ်လို့ပြစ်ခံရတယ်လို့မျိုးကြားတာလို့၎င်းကအတိအပြုပြောကြားထားပါတယ်။အခြားသတင်းရင်းမြစ်တစ်ခုကတော့စစ်မှုထမ်းတင်တန်းစင်းနဲ့လူသစ်တွေကိုပေးပို့တဲ့ရင်တန်းလို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ကံပတ်လက်မင်းတပ်နယ်မတူပီမြို့နယ်များကိုဥတီလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ တင်ကားနှက်စီးနဲ့စစ်ကား136စီးပါတဲ့စစ်ကြောင်းကြောင့်ဆွဲလွဲခြင်းကျင်းတွေးလမ်းပိုင်းနဲ့စောကံပက်လက်လမ်းပိုင်းအပါအဝင်လမ်းပိုင်းများကိုယာယီပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းလောင်းရှိကပ္ပစ25ကနေအကြမ်းဖက်စစ်သားအင်အား800ဝန်းကျင်စိတ်ဖြူဘက်ကနေတက်လာတဲ့စစ်သားအင်အား400ဝန်းကျင်ပေါင်းမြုံနယ်ဘက်ကိုရောက်ရှိနေတဲ့ဗခုတ်ကူတပ်မ101ကနေတက်လာတဲ့တင်ကားနှက်စီးစစ်ကား136စီးပါတဲ့စစ်ရင်တန်းနဲ့စစ်ကြောင်းများကချင်းရင်အောင်တိမ့်ပိုက်ထိန်းချုပ်ထားတဲ့ ်မင်းတမ်းမြို့နယ်ကပတ်လန်မြို့နယ်မတူပီမြို့နယ်များကိုမကွေတိုင်းရောဒေသကနေတဆင် AR အလုံးရင်းနဲ့အချိန်မရွေးပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့အတွက်ဥတီပြီးတော့ချင်းကပ်လာတယ်လို့သိရပါတယ်။ဒါကြောင့်ဩဂတ်စ်လ20ရက်နေ့ကစတင်ပြီးတော့ကံပက်လက်မြို့နယ်အတွင်းမှာရှိတဲ့ဆွဲလွဲချင်းကျင်းတွေးလမ်းပိုင်းနဲ့စောကံပက်လက်လမ်းပိုင်းများအပါအဝင်မကွေးတိုင်းကကံပက်လက်မြို့နယ်အတွင်းကိုဝင်ရောက်နိုင်တဲ့လမ်းပိုင်းများအလုံးကို CDF ကပိတ်ပင်လိုက်တယ်လို့သိရပါတယ်။ CNO CNDF ပြောရေးဆိုခွင့်ရှိသူ slide တင်မီထွက်က ပေါက်ဖက်ကကားအစီးရေ136စီးအင်အားကတော့မသိရသေးဘူးစိတ်ဖြူဘက်ကအင်အား180ထွက်လာတာတော့သိရတယ်လောင်းရှိကပ္ပစ95မှာတော့800လောက်စုဖွဲ့ရောက်နေတယ်လို့ကြားရတယ်သောမျိုးတွေကိုဘဲကနေဘလို့ဝင်လာကြမှန်းမသိဘူးအရှိုးရှိုးနဲ့ဝင်ရောက်လာတာလို့ကြားရတာတော့နှစ်ပတ်လောက်ရှိနေပြီဝင်ကြတာတော့သေးကြတယ်အင်အားဘလောက်ရှိနေပြီလဲတော့မသိရသေးဘူးဘဲဘက်လမ်းကနေပြီးတော့ဘလို့အချိန်နေမှာဝင်နေကြလဲမသိခဲ့ရပါဘူး400လောက်ဆိုတာက စောဘက်ကိုဝင်ရောက်နေတဲ့အရေးအတွက်ခံမှန်းခြင်းနဲ့လက်ရှိစိတ်ဖြူဘက်ကနေထတ်ထွက်လာတဲ့180ပေါင်တွက်တာမျိုးထင်းတဲ့နီးတော့နီးဆမယ်ထင်းတယ်လို့သတင်းရင်းမြစ်ကပြောပြထားပါရယ်ဒါအပြင်ကံပက်လက်မျိုးနယ်အတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့လဲအကြမ်းဖက်စစ်ခွေးတပ်ကအချိန်မရွေးထိုးစစ်ဆင်လာနိုင်တဲ့အတွက်ကြောင့်စီရေးသတိရှိကြရန်ချိုးတင်ပြင်ဆင်ထားကြရန်နဲ့အချိန်မရွေးနေရာမရွေးတိုက်ခိုက်လာနိုင်တဲ့အတွက်ကြောင့်လေကြောင်းတိုက်ခိုက်မှုအနေရကနေကာကွယ်နိုင်ရန်လေကြောင်းတံခံနိုင်တဲ့ဘုံခုချင်းဂရုတ်ချင်းများကိုတူးထကြရန် သတိရှိရှိနေထိုင်ကြရန်တိုက်တွန်းထားပါတယ်။လက်တလောချင်းညီနောင်နဲ့ CNF တို့ကြားမှာချင်းပြည်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီရဲ့ထိုးစစ်ကိုပြန်လည်ခုခံတိုက်ခိုက်ရန်ဆွေးနွေးညှိနှိုင်းမှုတစုံတရာမရှိသေးဘူးလို့ CNO CNDF ပြောရေးဆိုခွင့်ရှိသူစလိုက်တင်မီထုတ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကမ်ဘလူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကကြက်ခတ်အိုက်ရွာသားဦးမောင်မောင်ကိုဖမ်းဆီးပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ20ရက်နေ့မနက်6:00နာရီကျော်ကမှကံဘလူမြို့နယ်ကိုးတောင်ဘိုးအထိုင်စခန်းကနေထွက်လာတဲ့အင်အား80ခန့်ပါတဲ့အကြမ်းစစ်ခွေးစစ်ကြောင်းဟာရခိုင်အရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့အသက်50အရွယ်ဦးမောင်မော်ကိုဖမ်းဆီးပြစ်ခတ်တပ်ဖြတ်သွားခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာကြီးပါတဲ့ကိုဝင်ရောက်စီးနေတဲ့အချိန်မှာပြည်သူတွေအများအပြားပိတ်ခံရပြီးတော့ဖမ်းဆီးခံရသူတွေများပြားခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်အကြမ်းစစ်ခွေးတွေဟာကြီးပါအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုလည်းစိတ်ကြိုက်ခိုးယူသွားတယ်လို့ပြောပါဗါတယ်။ ဲ့ဒီစစ်ခွေးစစ်ကြောင်းဝင်တာမနက်6နာရီကျော်လောက်ပဲရှိသေးတယ်။ဘာသတင်းမှလည်းမရတော့တရွာလုံးနီနီပိတ်မိသွားကြတယ်။မထွက်နိုင်တဲ့သူတွေအများကြီးပဲ။ကိုမောင်မော်ကတော့မနက်စောစောတော်တဲ့ကိုသွားတဲ့အချိန်စစ်ကြောင်းအဝင်နဲ့တိုးပြီးတော့ကန်ဆိုးတယ်ပဲပြောရမလား။ကတည်းကလမ်းမေးမှာနှစ်ဖူးတဲ့တဲ့ကိုတနက်နဲ့နှစ်ချက်ပြက်တက်သွားတာလို့ဒေသခံပြည်သူတို့ကပြောကြားထားပါဗျ။အဲ့ဒီစစ်ကြောင်းဟာကြခန့်အိုက်ရွာမှာတညအိတ်တက်ဆွဲပြီးတဲ့နောက် ဩဂတ်စ်လ22ရက်နေ့မနက်2နာရီခန့်အချိန်မှာဖမ်းဆီးထားတဲ့ပြည်သူတွေကို ပြန်လွှတ်ပေးလိုက်ပြီးတော့ကိုးတောင်ဘုအထိုင်စခန်းကိုပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်က112လေးရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးသေဆုံးပြီးပြည်သူ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ20ရက်နေ့မနက်6:55မိနစ်ခန့်မှာကောလင်းမြို့နယ်အရှိချမ်းမှာရှိတဲ့ကျေးရွာများကိုအချမ်းဘတ်စစ်ခွေးတပ်က112လေးရဲနဲ့ ဘုံအလုံးကြီး30ကျော်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူ၄ဦးသေဆုံးက၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အဆောက်အဦများလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ကျွန်တော်တို့သိရတာကတော့ပြည်သူ၄ဦးသေဆုံးပြီး၈ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်လို့ Calling Info ကတာဝန်ရှိသူကအတိအပြုပြောကြားထားပါတယ်။အလားတူပဲမန္တလေးတိုင်းတောင်သာမြို့နယ်အရှိချမ်းမှာရှိတဲ့ကျေးရွာများကိုလည်းအကြမ်းဖက်စစ်ခွေးတပ်ကစက်တပ်၄ထီးနဲ့ဘုံ၆လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းဒေတာရင်းသတင်းရင်းမြစ်ကပြောကြားထားပါတယ်။ ဩဂတ်လ20ရက်နေ့မနက်2:25မိနစ်ခန့်ကစတင်ပြီးတော့မေထီလာ၄တက်ကနေတက်လာတဲ့အကြမ်းမစစ်တပ်ရဲ့စစ်တပ်၄ထီးများကတောင်တာမြို့နယ်အရှိချမ်းမှာရှိတဲ့ကျေးရွာများကိုဘုံ၆လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းမစစ်ခွေးတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။ဒါအပြင်ရှမ်းပြည်နယ်ကြောင်မဲမြို့မှာရှိတဲ့ကျေးရွာများကိုလည်းအကြမ်းမစစ်ခွေးတပ်ကလေရင်နဲ့ပေါင်250ဘုံ၂လုံးကျဲချတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီး၁၁လုံးမှာပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်6လုံးဘုံစားထိမှန်ပျက်စီးခဲ့ရတယ်လို့ TNL ကထုတ်ပြန်ထားပါဗျ။ဩဂတ်လ19ရက်နေ့မှာအကြမ်းဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပင်ဒိန်ကြီးရွာကိုလေရင်နဲ့ဘုံနှလုံးပင်ဒိန်ရွာနဲ့နောင်ပင်ရွာကြားကိုလက်နက်ကြီးခွနှလုံးနဲ့ကြောင်းကုန်းကြီးရွာကိုလက်နက်ကြီး၄လုံးပစ်ခတ်တိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဆက်ခွေးတိုက်ရဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပင်ဒိန်ရွာမှာရှိတဲ့နေအိမ်၄လုံးပင်ဒိန်ရွာနဲ့နောင်ပင်ရွာကြားမှာရှိတဲ့နေအိမ်၂လုံးတို့ဘုံစားထိမှန်ပျက်စီးသွားရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတန်းပလဲမြုံနယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကဂျေးရွာများကိုဇက်တိုက်ဝင်းအောင်မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ16ရက်နေ့ကစတင်ပြီးတော့အကြမ်းဖက်စစ်သားများနဲ့ရီးပြူကုန်းရွာကပြူစောတိများပူးပေါင်းထားတဲ့အင်အား200ခန့်ပါတဲ့စစ်ကြောင်းဟာပလဲမြုံနယ်အတွင်းစစ်ကြောင်းထိုးဝင်းအောင်လာခြင်းဖြစ်တယ်လို့သိရပါရတယ်။အဲဒီစစ်ကြောင်းဟာညောင်ပင်ဇောက်ရွာနဲ့ကွန်ကိုင်းရွာတို့ကနေတဆင်း ငါပြောတော့တောင်ရွာမှာညအိတ်တက်ဆွဲပြီးတော့ခြေရွာအတွင်းမှာရှိတဲ့နေအိမ်၅လုံးကိုမိရှုပ်ဖျက်ဆီးသွားတယ်လို့သိရပါတယ်။ဩဂတ်လ20ရက်နေ့မှာအကြမ်းမဲ့စစ်ခွေးစစ်ကြောင်းဟာမင်းတိုင်မင်းရွာကိုထပ်မံဝင်ရောက်စီးနင်းပြီးတော့ဩဂတ်လ21ရက်နေ့အထိခြေရွာအတွင်းမှာရှိတဲ့နေအိမ်များကိုမိရှုပ်ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။နေအိမ်ပြက်စီးမှုကတော့တော်တော်များတယ်ကြီးရွာထဲမှာစစ်ခွေးစစ်ကြောင်းကရှိနေသေးတော့နေအိမ်ပြက်စီးမှုအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးပါဘူးပြည်သူတွေလည်းတကွဲတပြားနဲ့ထွက်ပြေးတိမ်းရှောင်နေရပါတယ် စစ်ခွေးတွေကမပြောတော့တောင်ရွာကိုမိရှို့သွားတာက နေအိမ်၅လုံးပျက်စီးသွားပါတယ်လို့ Beyond the Children Organization BCO အဖွဲ့ကတာဝန်ရှိသူကအတိအပြုပြောကြားထားပါတယ်။အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာဂျေးပါအတွင်းမှာရှိတဲ့ပြည်သူပိုင်ပျက်စီးများကိုလည်းစိတ်ကြိုက်ခိုးယူက၎င်းတို့ယူဆောင်လိုခြင်းမရှိတဲ့ပစ္စည်းတွေကိုတော့ဖျက်ဆီးခဲ့ကြောင်းတရင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ